အုပ်ချုပ်ရေးလုပ်ငန်းဟာပြည်သူကိုငြိမ်ဝှက်ပြပြအောင်လုပ်ဖို့မဟုတ်ဘူးလို့ပြည်သူလွတ်တော်ဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဆရာချန်အေးကပြပို့ထားပါတယ်ရှင်အချို့ရေလုပ်ငန်းတွေအတွက်တောင်းပေးအပ်ခံရသူတွေဟာပြည်သူအကျိုးစီးပွားအတွက်အကာအကွယ်ပေးဖို့သာဖြစ်ပြီးဖိနှိပ်ဖို့မဟုတ်ဘူးလို့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကပြောဆိုလိုက်တာပါ။ဧပြီလ10ရက်မနက်ပိုင်းကအထက်ကတဲ့တာမွေမှာပြုလုပ်ခဲ့တဲ့နိုင်ငံဝန်ထမ်းတွေနဲ့တွေ့ဆုံပွဲမှာ တာမွေမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌကအခုလိုပြောဆိုခဲ့တာပါဒီအုပ်ချုပ်ရေးစနစ်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဘီရိုကရေစီအုပ်ချုပ်ရေးစနစ်မို့ပြည်သူလူထုကိုပြည်နေဖို့ချုပ်ချယ်ဖို့မြေကိုပိပြောင်းအောင်လုပ်ဖို့မို့ပြည်သူလူထုကို မိဘပြည်သူလိုသဘောထားပြီးတော့တလေးတစားနဲ့ခုနနိုင်ငံဝန်ထမ်းဟလာတောင်းဆက်နေရမှာပါတဲ့အညီပြည်သူကိုလေးစားပြီးတော့တော့အုပ်ချုပ်ရေးလုပ်ငန်းတာဝန်ရှိသူတွေသာမကြ တရားစီရင်ရေးနဲ့သက်ဆိုင်တဲ့တာဝန်ရှိသူတွေကလည်းလုပ်ငန်းတွေကိုဥပဒေတိုင်းဆောင်ရွက်ရမှာဖြစ်ပြီးပြည်သူကိုချင်းချောက်တာဖိအားပေးတာမျိုးမလုပ်သင့်ဘူးလို့လည်းဦးဝင်းမြင့်ကဆက်ပြောပါတယ်။နိုင်ငံသားတယောက်မဟုတ်မမှန်ဘဲနဲ့အပြစ်ပေးခံရတယ်ဆိုရင်ဟုတ်မှန်ပြီးအပြစ်လွတ်သွားတဲ့လူတရားတဲ့မဟုတ်မမှန်ပဲအပြစ်ပေးခံတဲ့လူတယောက်ကပို့ပြီးတာဝန်ရှိပါတယ်။ဒါကိုကျွန်တော်တို့အနယ်လေးအချင်းချုပ်ပြောခြင်းဖြစ်ပါတယ်။ထို့သူပဲတရားစွဲတဲ့အခါမှာတရားရုံးများအနေနဲ့ တတ္တိကံခိုင်ခိုင်လုံလုံတင်ပြနိုင်မှအမှုကိုပြုံးတဲ့တရားသူကြီးအနေနဲ့ဆုံးဖြတ်ပေးစီခြင်းပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာပြည်သူ့လွတ်တော်ဥက္ကဋ္ဌဝင်းမြင့်ကအခြားသောဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူတွေကိုလည်းအဂရီလိုက်ဆိုင်ထိထိရောက်ရောက်ရေးယူသွားမယ်လို့တတိပေးစကားပြောဆိုခဲ့ပါတယ်ကျွန်တော်ကဇေယျချမ်းပါ